တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာမောင်ခင်သာမြင့်ရဲ့မိကျန်ရစ်ခဲ့တဲ့ဒုတိယရုပ်ပုံလွှာဆိုတဲ့ဝတ္ထုတွေကို တွင်ဇပွဲဝိုင်းတစ်ခုနဲ့ထိုင်ကုံလေးကုံရှိပြီးနိုင်ရ၌လေးအေးဆက်တတ်ထားလေသည် လေးအေးဆက်တတ်ထားသောအခန်းတွေကရနက်တင်းပြန့်ပြန့်အေးအေးကိုရနေသဖြင့်ကြည်လင်သောအာယုံကိုဖြစ်စေသည်ပတင်းမောင်နဲ့အနီးဆုံးတောက်မှာတော့ခြေတန်းရှိခုံမော်တွင် တပေကြောကြောမြင့်သည်ပန်းအိုတလုံးတင်ထားသည်ပန်းအိုရဲ၌ဘွန်ဆိုင်လှုပ်ထားသည့်စိတ်မန်းမေပူပူလေးတပင်ထီထီရှိနေသည်ဘွန်ဆိုင်လှုပ်ထားသည့်တပေကြောစိတ်မန်းမေပူပူလေးကစိတ်မန်းတွေရဲရဲပွင့်နေလေသည်လူတို့သည်တဘာဝကိုအံတု၍အမှုပညာစိတ်နဲ့ခံစားခြင်းနဲ့ဆန္ဒတွေဘမဆုံးမှလဲဆိုတဲ့မိကုံကစိတ်ထဲရောက်လာချိန်မှာ အခန်းဤဝင်ပေါက် ရှာတို့တကားကိုဖွင့်၍ဇပွဲတို့ကအအေးခွက်နှစ်ခွက်ကို လာချသဖြင့်အတွေးကပြတ်သွားခဲ့၏ကျွန်ုပ်ကိုလာခဲ့ဖို့တခုတ်တရာဖိတ်၍လာခဲ့ရပြီး အခန်းထဲမှာကြိုတင်ထိုင်နှင့်နေသောသူမကအခုထိကျွန်ုပ်ကို စကားတခွန်းမျှပဲမစသည်တိတ်ဆိတ်လွန်းသဖြင့်စိတ်မန်းမင်းနီနီတွေရှိရာ အခန်းတော်ကိုထလျက်အပွင့်နီနီသေးသေးလေးတွေကိုတို့ကြည့်ရန်စူးစမ်းလိုက်သည် ဘလို့လုံးမလဲအောင် အပွင့်လေးတွေကျွေသွားမှဖြင့်ပွင့်ထွက်လာသောဟန့်တန်းသည် ကျွန်တော်လက်ကိုတွန့်သွားစေသည်အောင်နဲ့လားချစ်သူဖြစ်မှစွန့်ခွာသွားခဲ့သူကငါးနှစ်ချာနာပြီးခိတ္တလာတွေ့ပါဆိုသော ဖိတ်ကြားမှုကြောင့်ယခုလိုပြန်ဆုံငိမ့်တွင်အောင်ဟုခေါ်လိုက်လေသည်ကျွန်တော်ရင်မခုန်တော့ပါနာကျင်ကြေကွဲခဲ့ပြီးပြီလေပွက်ပွက်စူမြဖြစ်ရမှုများ ကြေမွငိမ့်သက်သွားခဲ့ပြီးပါပြီသူ့အတိုင်းအပင်မှာရှိပါစေလားအပွင့်နေဖြစ်ထားလိုက်ပါတော့ကျွန်တော်ရင်ထဲရှိအချစ်ပွင့်ကိုခြွေချပစ်ခဲ့တာဘယ်သူလဲသူ့အတိုင်းမထားခဲ့တာဘယ်သူလဲအသက်30ကျော်ခဲ့ပြီးပြီမို့နှုတ်ကထွက်၍မမေးပြတော့ပါစိတ်ထဲမှာတော့တချို့ကိစ္စတွေဟာသူ့အတိုင်းထားတာကောင်းတာရှိတယ်လို့ တချို့ကိစ္စတွေကပြီးမသွားနိုင်တာမျိုးလည်းရှိသေးတယ်ညိုလို့ကျွန်တော်နှုတ်ဖျားမှမထွက်မိအောင်စူးစမ်းလိုက်ရပါ၏သူ့ကိုကြည့်လိုက်တော့ဘလို့အတိတ်ပဲကိုမျှထွက်ဆိုလိုခြင်းမဟုတ်သည့်မျက်နာကြည်ကြည်လေးကို တွေ့ရပါသည် ကျွန်တော်သူ့ကိုပေးခဲ့ဘူးသည့်ကြပြာတပုတ်ဤအပိုင်းစာလေးကိုဖြတ်ခနဲအမှတ်ရလိုက်သည်မြောင်းနေသည့်ကြာသွားပြီလိမ့်ကြသွားတဲ့ကြောက်တိုးလေး သူ့ကိုဘသူလှိမ့်လိုက်တလေအဲ့ဒီလက်ကလေးတစ်ဖက်ကိုမပြောရက်ဘူးပြောမထွက်ဘူးအပြစ်မမြင်နိုင်တော့ပါဘူးညိုကျွန်တော်လက်ကိုအချိန်မီပင်ရုပ်၍နေရာ၌ပြန်လဲထိုင်ပစ်လိုက်သည်သူမကလူရင်းရအောင်ပြောမှာပါဟုသောအမှုရာဖြင့်စကားကိုဆက်ပြောလေသည်ကျွန်မအိမ်အောင်ပြုတော့မယ်အောင်အဲ့ဒါဖွင့်ပြောဖို့စိတ်စောနေတာကြာပြီဆက်သွဲဖို့ခက်နေတာ တလောကအခြေအနေပေးလို့မဖြစ်မနေမှားလိုက်တာကိုအခုလိုလာပေးတာကျေးဇူးတင်ပါတယ်အောင်ကျွန်တော်အသာရပင် နားထောင်ပေးလိုက်ပါသည် သူမဤစိတ်ဆုံးနေမှုအတိုင်းနေပေးလိုက်ပါသည် အောင့်ကိုကြူပြောခဲ့တယ်မဟုတ်လားအောင့်ရဲ့လက်ရှိအခြေအနေကိုလည်းပြောပြပါကျွန်မအပေါ်မှာ အခုလိုအိမ်အောင်ပြုတ်မဲ့ကိစ္စအပေါ်မှာဘလို့သဘောထားသလဲဆိုတာလည်းပြောပြပါလို့လीအ အမတ်မထင် သူမကိုဖျက်ခနဲကြည်လိုက်မိသည်ဘလို့ရွယ်ချက်မြမပါရှိပဲအမတ်တမဲ့ကြည်မိခြင်းမေးခွန်းမပေါ်ပေါက်ခဲ့ပါပဲလျက်မေးလိုက်ခြင်းကို နားမလည်မှုများတော့ပါနိုင်လိမ့်မည်ကိုဘလို့ပြောစီခြင်းတည်းလဲညိုအောင်လို့ခေါ်နေတဲ့ကိစ္စကတခြားအထိပယ်မရှိရင်တော့စိတ်ထဲရှိတဲ့အတိုင်းကိုပြောနိုင်ပါလေချစ်သူမဖြစ်ခဲ့တော့ကလည်းအောင်မော့ကို အောင်လို့ခေါ်ခဲ့တာပဲ။ တခြားအတိတ်ပဲမရှိပါဘူးအောင်ညို့ကိုလည်းညိုးလို့ပဲခေါ်ပါ ကျမတို့တငယ်ချင်းတွေလည်းဖြစ်ခဲ့ကြတာမဟုတ်လားတခုခုမှားနေသည်ထင်သည် ကိစ္စကနှစ်ဦးသားဤကိစ္စပြောစကားတွေက တခြားသူတူအကြောင်းကို ပြောနေတယ်လို့မေးနေတယ်လို့မျိုးဖြစ်နေသည် မဖြစ်နိုင်တော့ဟုဆိုလျက်စတင်ခွဲခွာဖို့ဆိုသွားသူငါးနှစ်ကြာကြာဝေးခဲ့ပြီးသောကာလ၌တစုံတရာပတ်သက်တာလည်းမရှိခဲ့ပါလျက် သူမ၏အိမ်အောင်ပြုတော်မူကိစ္စအားအရေးတကြီးတွေ့ဆုံ၍ခွင့်တောင်းနေတဲ့သူမေးနေသည် မဟုတ်သေးဟုထင်သည် ကို့ခွင့်ပြုချက်လိုလို့လားသူအိမ်အောင်ပြုသည့်အခါကို့ဘက်ကနှောက်ယှက်မည်ဆိုလို့လားငါကြီးသားဖြစ်ခဲ့တဲ့မိန်းမလို့သူယူမည်ယောက်ျားကိုပြောလိုက်မှစိုးရိမ်နေလို့လားမိဘတွေကခေါင်းထဲ၌စုဝေနေသည် ကိုကအဲ့တလောက်အောက်တန်းကြမဲ့အပြူမူအပြောဆိုများ သူမနဲ့ပတ်သက်ခဲ့စဉ်ကပြုမူခဲ့တာမျိုးရှိလို့လားသိကြသည် ကိုသည်သူမကိုအလွန်မျက်နှိုးချစ်ခင်ခဲ့သူဖြစ်သည် သူမ၏တင့်တယ်တိုင်ဝန်ဖြစ်ထွန်းမှုများကိုမနာလိုစရာစိုးစင်းများမရှိအဝေးကကြည်ရင်ကျေနပ်နေနိုင်သောစိတ်မျိုးအသင့်ရှိနေခဲ့ပြီးပြီအင်းလေသူမအနေနဲ့သူမဝင်းကျင်ရဲ့အကျယ်ဝန်းညောင်စိုးရိမ်မည်ဆိုလဲစိုးရိမ်နိုင်သည်ဟုပင် ကျွန်တော်စင်ញင်လိုက်ပါသည် သို့သောကျွန်တော်ဝန်ခံရပါမည်။တွေးကြဲခဲ့ပြီးခုရုံမှတ်နေခဲ့သည့်တိုင် အခုလိုနှဖူးတွေဒူးတွေရင်ဆိုင်ရလိုက်သောအခါရယူလိုစိတ်မရှိတော့တော့လဲမျက်နှိုးချစ်ခင်စိတ်ကပြက်ပြယ်မသွားသေးမှန်းကျွန်တော်သိလိုက်ရသည်။အချစ်ဆိုရာကြာသွားသောအခါအတိကတက်တက် ခံစားချက်ကတက်တက် သူ့သဘောသူဆောင်၍ရှင်တန်တတ်တာမျိုးပါလားဟုအံ့ဩစွာ တွေးရှိလိုက်ရပြန်သည်။ပြောကြည့်ပါညို့ မင်းစိတ်แท้ရှိတာမချွေးမချံပြောကြည့်ပါဟု စိတ်แท้သဘောထားရင်သူမမျက်လုံးရှိရာကိုတဲ့တဲ့စိုက်ကြည့်လိုက်ဖြစ်သည်သူမမျက်လုံးထဲမှာအိဆက်မှုတစုံတစကိုကျွန်တော်အမှတ်မထင်မြင်လိုက်သည်ဒီလိုမျိုးဘယ်တော့ငါခံစားခဲ့ဘူးပါလေဟု ကျွန်တော်ကိုကျွန်တော်ပြန်မေးလိုက်မိသည်မှတ်မိပြီအင်းရကံပေါင်းပေါ်ရှိတသားခုံလေးမှာ နောက်ဆုံးတွေ့ခဲ့ရတော့ငါအချိန်ကိုမှတ်မိလိုက်သည် သူမကလမ်းခွဲတော်မူဖြစ်ကြောင်းပြောစဉ်ကဒီမျက်လုံးနဲ့ရှိမျက်ဝန်းရိပ်၌ဒီလိုအေးဆက်မှုမျိုးကို တွေ့ခဲ့ရဘူးသည်။နင်တနေ့ဒီလိုပြောမယ်ဆိုတာငါမျှော်လင့်ပြီးသားပါအောင်။အေးဟုတ်တယ်။နင်ပြောတာမှန်တယ်။ဒယ်ရီကငါ့ကိုမြင့်မြင့်ပြန်နိုင်သမျှပြန်မာ။တန်မာတဲ့အတောင်ပံတွေဖြစ်အောင်ပံ့ပိုးဖန်တီးပေးနိုင်နေတဲ့လေ။ဒယ်ရီမှာအပြစ်ရှိသွားသလားအောင်။ငါဒီလိုပြောလိုက်လို့ ကိုးပလက်တဲ့မျက်ရည်မကျတတ်တဲ့မိန်းမလို့တော့မယူဆလိုက်ပါနဲ့အောင်ငါ့ကိုနင်ချစ်တယ်ဆိုတာငါသိတယ်ငါနင့်ကိုဘလောက်ချစ်တယ်ဆိုတာနင်မသိဘူးမဟုတ်လားဒီစကားကိုငါစပြောနိုင်တယ်နော်လို့နင်ခုနကပြောလိုက်တော့ငါရင်ထဲမှာဘာရီဖြစ်သွားတယ်ဆိုတာနင်မသိဘူးမဟုတ်လားအောင်အဲ့ဒါလို့မျက်လုံးအစိမ်းဟု ကျွန်တော်အမှတ်ပြန်ရလိုက်သည်ငါနှစ်ကာလချားပြီးဖြစ်၍နင်တွင်ငါတွင်မပြောတော့တော့လဲ ျက်လုံးအစိမ့်တွေက အရင်တိုင်းပဲဖြစ်သည်အမှန်ကသူမပြောစကားကိုဒီတိုင်းသေးသေးချာချာနားထောင်နေသင့်သည် စိတ်ကို အတိတ်စီရွက်မလွင့်သင်စွန့်လွတ်ခဲ့ရ၍ကိုကစွန့်လွတ်စိတ်ကိုအသားကြအောင် မွေးမြူခဲ့ပြီးပြီမို့ကိုဘလို့မှမအောင်မိပါဘူးညိုညိုစိတ်ချမ်းသာသလိုနေပါ ထိုင်ပါပြုတ်မှုနိုင်ပါတယ်ဆိုတာကို ကျွန်တော်အချိန်မရွေးအပြေပေးနိုင်နေပြီဖြစ်၍ သူမပြောစကားများကိုနားကထောင်ရင်ဟိုးရင်ကအချိန်နေစီတွားကြည့်နေမိခြင်းလဲဖြစ်နိုင်ပါသည်အဲ့ဒါလိုဖြေလိုက်ရင်ညိုကျင့်နေနိုင်မှာလားဆိုတာတော့ကျွန်တော်မသိပါကျမထပ်ပြောပြစီအောင် နောက်ခြေလန်းအစ်စ်မစမီ အရင်ကရက်ခဲ့တဲ့နေရာမှာ ပြောခဲ့တဲ့မျှတွေဟာအတီဖြစ်ရဲ့လားလို့ရှင်ရဲ့အခုရှိတဲ့စိတ်ကအပြောင်းလဲမဖြစ်တော့ပါဘူးဆိုတာမျိုးက ကျမအတွက်အရေးကြီးတယ်အောင် ညို့ကိုရှင်းအောင်ပြောနိုင်ပါ रे နောက်ကြောင်းပြန်မှုကိုထက်နောက်ရှက်ဖို့ဖြစ်နိုင်လို့လားကိုကအဲ့ဒါလိုလူမျိုးလားဒီလောက်ကျေပြန့်ကြီးမားတဲ့ညို့တို့အတိုင်းဝိုင်းနေရာနဲ့ကိုရက်နေတဲ့နေရာနဲ့အကွာဝေးကိုကိုရှင်းရှင်းလင်းလင်းသိတယ်ညို့ရှင်ကိုကျမအထင်ကြီးမိသွားသလားမသိဘူးအောင် ရှင်မှာအနှောင်ဖွဲ့တာမရှိနဲ့ဒီလောက်နှစ်တွေချားပြီးရှင်ရရှိနေခဲ့ပြီဖြစ်တဲ့နေရာနဲ့ဆိုရင် ကျမကိုပြန်လက်တွဲဖြစ်ဖို့ဒီရှင်တောင်းဆိုလိမ့်မယ်ဆိုတော့တကြောင်ဆွဲစိတ်မျိုးရှိနေမှာပဲလို့ကျမအထင်မှားခဲ့မိတယ်ပဲထားပါတော့ကျွန်တော်တို့လမ်းခွဲခဲ့ရပြီးနောက်ပိုင်းကျွန်တော်တို့ဤမိသားစုတွေဤဒုက္ခလှိုင်းကကြမ်းငယ်ရသည်တွေ့နေမြင်နေကြမျိုးမဟုတ်ချစ်သူအစ်စ်ထားဖို့နေနေသာသာဖေဖေဤကျမ်းမာရေးမှာညံ့ဖျင်းလိုက်လာခဲ့၍စီးပွားရေးကြဆင်းလာသည့်လက်တွေဖြတ်သန်းရမှုများ မိသားစုပညာရေးမပြည့်စုံသေးသူများကို ကျွန်တော်ကြားကံပေးခဲ့ရသောရင်ဆိုင်မှုများမိမိတယောက်စိတ်သက်ကြဆင်းလာတဲ့ကဲ့သို့ကျမ်းမာရေးကိုဖိဖိနောက်ပါမသွားအောင် မနှဲတားခဲ့ရသောဒုက္ခများကျွန်တော်နှလုံးသားများသည်အလိုလိုပင်မာကြောကုန်ခဲ့ရသည်ပြီးခဲ့သောတစ်နှစ်ကျော်ကာလကစပြီးမုံတိုင်းငိမ့်သက်၍မိသားစု၏ညဉ့်ညံ့မွယ်နှွေးဦးကို ရောက်ဖို့နီနီအချိန် သူမနဲ့အခုလိုဆုံတွေ့ခြင်းမှာတော့ကျွန်တော်နှလုံးသားနိုင်ဘာတခုမှအစင်နဲ့မရှိသေးဒါလက်တွေ့ဘဝဖြစ်နေခြင်းဟုဆိုနိုင်သည်ကျွန်တော်ဘလို့မှမအောင်မိပါသူမအနေဖြင့်မိကလေးတူအနေဖြင့်ချစ်ချင်းဤတစ်ဖက်ဆုံးသို့ဒီလိုရှောင်လန်းပြီးလက်ကမ်းစကားပြောခြင်းကိုပင် ကျွန်တော်အားနာနေမိပါသည်ကျွန်တော်တို့ဤဘလို့မှမဆိုင်သောသဘောတဘာဝများကို အချိန်နဲ့မျှကျွန်တော်လက်ခံနားလည်ခဲ့ရပါ၏ ။စပွဲပေါ်ရှိ coffee အေးကွက်ထဲ၌အညီးတွေတက်နေပြီ။ကျွန်တော်ရင်ထဲကပွက်ပွက်စူနေပုံကို တင်စားရလျင်ဘွန်ဆိုင်အလုတ်ခန်းသားရသော ကျွန်တော်နှလုံးသားဤအချစ်ပွင့်တို့မှာစိတ်မန်းမင်းသေးသေးပေါ်ရှိရဲရဲနီနေသော အပွင့်လေးတွေနှင့်တူနေလိမ့်မည်ထင်သည်။အချိန်မရွေးကြွေးကြနိုင်သည့်အပွင့်တွေပါညူရဲဟု သူမနားလည်အောင် ကျွန်တော်ပြောရခက်ခဲလှပါ၏။အများကြားလျင်ရည်စရာကောင်းနေမည်လားမသိ။ ကိုယ်နှလုံးကိုပြန်မကုနိုင်သောနှလုံးအထုကိုဆရာဝန်ဟုဆိုလျင် ပို၍ပင်ရည်စရာကောင်းနေပေလိမ့်မည်ရှင်အံ့ဩနေတယ်မဟုတ်လားအောင်ငါးနှစ်ကြာမြင့်ခဲ့ပြီးမှရန်ကုန်ထိလာပြီးမဖြစ်မနေတွေ့ကြဖို့တောင်းဆိုရာကိုလေခွဲခွာဖို့လှုပ်တုံးကလည်းဘာမှမမေးပါနဲ့တော့တို့တွေရဲ့ရည်ဆက်ကိုဒီလောက်နဲ့အဆုံးသတ်လိုက်ပါလို့ညိုတစ်ဖက်သက်ပြောခဲ့ပြီးဒယ်ဒီတို့ရှိရာညိုလိုက်သွားခဲ့မိတယ် ညို့ဘက်ကနည်းနည်းလွန်တယ်မဟုတ်လားအောင်မအံ့ဩဘူးဆိုရင်ကိုညာရကြမယ်ညို့အံ့ဩတယ်ဆိုတာတဲ့ထူးဆန်းတယ်လို့ပို့ပြီးထင်မိနေတယ်တဘာဝအတိုင်းဆိုရင်ပြီးပြီဝေးခဲ့ပြီးပြီဝေးလေကောင်းလေနေကြရမှာမဟုတ်လားညို့ဒီအထိလိုက်လာပြီးမေးတဲ့မေးခွန်းကကို့အတွက်ထူးဆန်းနေမိတယ်မျက်နာကိုငုံနေလေသည် မျက်လုံးတွေကအေးကွယ်များရှိရာကို မခွာစရန်ကြည်နေလေသည်အရာရာတိတ်ဆိတ်မှုက ပိုပြီးတက်ရောက်လာသည်ဟုထင်မိသည် အခန်းဤလေးအေးဆက်အသံညင်းညင်းကိုသာ အရာရာတက်ထွင်းပေါက်ပြီးကြားနေရသည် ကျွန်တော်ထင်ထားသည့်အတိုင်းပါပဲမျက်နာမော့၍ကျွန်တော်စီကြည်သောအခါတွင်ညို့မျက်လုံးတွေကရဲပြီးမျက်ရည်ကျနေသည်ညို့မျက်ရည်တွေဘဲကလာတာပါလေ ဒယ်ဒီနဲ့မာမီတို့ရှိရာမိသားစုရှိရာညိုလိုက်သွားခဲ့တာအောင်တိပြီးသားမဟုတ်လားခေါင်းညှိလိုက်သည်ဩစတြေးလျနိုင်ငံတွင် အခြေစိုက်နေထိုင်ရာမိဘများစီကိုကျွန်တော်အားထားခဲ့ပြီးအပြေးထွက်ခွာသွားခဲ့သည်ကို ခွဲခွာပြီးမကြမီပင်ကျွန်တော်သိရှိခဲ့ရသည်ညိုရွေးချယ်ခဲ့ရတာပါအောင်ဟိုမှာအောင်ရင်သွေးကိုလွှဲပြီးညိုလိုက်သွားခဲ့ရတာပါ ကျွန်ုပ်ဤစိတ်ကိုတခုခုထိမှန်သွားခဲ့သည်အံ့ဩဆွန့်အစွာကျွန်တော်ငေးလျက်နားထောင်နေမိသည်ဘာရီဖြစ်ခဲ့တာလဲအောင်ညိုနဲ့လက်ထပ်ဖို့အစင်းနဲ့မဖြစ်ခဲ့တာညိုတိထားပါလေအောင်မိသားစုကိုညိုနားလည်နိုင်ခဲ့ပါလေညိုထက်ပြီးအပူမကက်ချင်းခဲ့ဘူးဒယ်ရီတို့ကလည်းတမီးကြီးပဲလာခဲ့အားလုံးကိုခွင့်လွှတ်ရင်ဆိုင်ပေးမယ်ဒီမှာနေတော့မယ်ဆိုရင်လည်း တသက်ပြတ်တစ်ချက်လွတ်စကားနဲ့ညို့ကိုရွေးချယ်ခိုင်းတယ်။ညို့ဘသူ့ကိုဦးစားပေးရမလဲ။အောင်တွေးယူလို့ရနိုင်ပါတယ်။ညို့ကိုညို့မိဘများ စိတ်တိုင်းကြမောင်းနေတာကို သဘောတူနိုင်ရင်လိုက်လာခဲ့ဆိုပြီးခေါ်တဲ့သဘောလား။ညို့ကောင်းညိတ်သည်။ကျွန်တော်ဆုံးအမှုသည်ဒေါသဘက်သို့ကူးနေပြီဖြစ်ကြောင်းကျွန်တော်သိသည်။သူမ၏မိဘများ၏အထင်သေးမှုများပါတကား။ တစိမ့်စိမ့်ရှက်ချင်းကမချောက်နိုင်တော့ဒေါသလှိုင်းကထိတ်တူတက်လာသည်ကျွန်တော်ပောက်ကွဲမပြည့်ရပါညိုသည်တာမန်မျိုးသမီးမဟုတ်တာကျွန်တော်သိသည်ပြီးတော့ကျွန်တော်တန်မိုးထားရသောအမျိုးသမီးလည်းဖြစ်သည်ခြေခြေမြင့်မြင့်ပြောစရာမရှိလင်အခုလိုတွေ့ဆုံရန်ချင်းဆူမိသူမဟုတ်မှန်းသူမဘက်ကဘလောက်များပြင်ဆင်ခဲ့ရပါသလဲကျွန်တော်တွေးမိ၍ဒေါသကို မျိုးသိမ့်နိုင်လိုက်ပါသည် ဒေါသတွေစိတ်တွေမစိုးပါနဲ့တော့အောင် သူ့အတိုင်းအမှန်ကိုပဲသိစေခြင်းယုံတတ်တတ်ပါအောင်ကိုစော်ကားလိုစိတ်မရှိခဲ့ပါဘူးစောက်ဒီယာရှာနေသောစိတ်ဖြင့်ကျွန်တော်ကောင်းညိတ်မိလိုက်သည်ထင်သည်ကံမကောင်းမှုအောင် ခလေးကအဖက်မတင်လိုက်ဘူးစေးယုံတက်တုံးကအပြိုလောက်ရအောင်မှာဆိုတော့ဘိုက်ခွဲပြီးမမွေးဖြစ်ဘူးညိုလျှော့ရသွားခဲ့တယ်တတိလက်သွားပြီးတော့နေ့တစ်ဝက်လောက်တတိမရတစ်ချက်ရတစ်ချက်ပဲ တတိရှင်းရှင်းရမှမြို့မိဘများအသည့်မြမဆရာဝန်ကအကျိုးအကြောင်းရှင်းပြလို့ခလေးကအသက်ငွေငွေပဲပါလာတာတဲ့လေမြို့ကျောင်းဆက်တက်ခဲ့ပါတယ်မာစတာဘွဲ့ရသည်ဒီစိတ်ကိုနှစ်ပြီးနေခဲ့တယ်အောင် အမအကြီးဆုံးကအမေရိကမှာခြေချနေတော့ညိုလဲလိုက်သွားဖြစ်တယ်အလုတ်ဝင်လုတ်ဖြစ်တယ်အခုညိုခွင့်နဲ့ပြန်လာခဲ့တာပြောတဲ့နာကိုလည်းပြောပြခြင်းနဲ့အောင် အောက်ပေါ်မှာညိုမတရားဘူးလို့ထင်မိနေတာလဲပါတယ်ထင်တယ်။အဲ့ဒါကိုရင်ထဲရှင်းသွားအောင် ဖွင့်ဟပြောပြလိုက်ချင်ခဲ့တယ်အောင်။တိစရာများနဲ့တွေးစရာများကိုတစုတဝေးတဲ့ပြောချင်းခံရသူကိုညိုနားလဲနိုင်မှာမလား။နားမလဲနိုင်လောက်ဘူးဟုထင်သည်။သူ့ဘက်ကလက်ပြတန့်ညင်စိတ်တွေများနေလို့လဲဖြစ်နိုင်ပါသည်။နောက်တစ်ခေါက်ပြန်မေးရန်မသင့်သည်များကို ပြောပြနေတာပါလားဟု စိတ်ကိုအေးနိုင်သမျှအေးအေးထားလိုက်ခါဆက်၍နားထောင်နေလိုက်ပါသည်ဖြစ်ချင်းပြက်ချင်းတိရချက်ကိုကြုံရသူအားယုံရခက်အောင်နာကျင်နေရသည်ကတော့အမှန်ပင်ဖြစ်ပါသည်ကလေးအဖက်မတင်ခဲ့ဘူးဟုပိုးမွေးသလိုဂယူဆိုင်နေသောဝင်းကျင်နေရှိအနီအမျိုးသမီးဤဖြစ်စဉ်ကိုကျွန်တော်ယုံလိုက်ခြင်းသည်နှလုံးသားထဲကမူယုံရံညှင်းဆန်နေလေသည်ခလေးကအဖက်မတင်ငယ်ဘူးဆိုတာ တေကြရဲ့လားညို तू မခေါင်းမော့၍မလာပါဖြေလဲမဖြေပါမော့၍မျှပဲမကြည့်ပါကိုကိုရိုင်းလဲဒီမေးခွန်းကိုမေးလိုက်မိချင်းကိုအံ့အားသင့်နေမိသည်လှုပ်ခနဲထွက်သွားသောမေးခွန်းကသူ့ကို ထိမှန်သွားတာလားကျမကလည်းအစကမယုံခဲ့ပါဘူးအောင်နောက်ပိုင်းအိမ်က မသိအောင်စေယုံမှာရှိတဲ့မှတ်တမ်းတွေကို ပြန်လိုက်စစ်ခဲ့ပါသေးတယ်မွေးစည်းရင်းမှာဘာအမှတ်သားမှမရှိတော့ ကျမအတွေးကို ပြန်ရုပ်သိမ်းပြီးယုံခဲ့ရတဲ့အောင်မျက်ရည်များပြည့်နေသောမျက်လုံးစုံကိုတဲ့တဲ့ကြည့်လျက်ပြောနေခြင်းကိုမြင်ရတော့လေတခုခုကိုမြင်တွေ့ပုံရသည်မျက်လုံးမျိုးမဟုတ်အဝေးသို့ရွက်လွင်နေသောစိတ်မျက်လုံးကို ဖက်၍ရနေသည်စိတ်ဆိုးရမှလားဝမ်းနေရမှလားမသိနိုင်အောင်ပင်ကျွန်တော်နာကျင်နေရပါသည်ရဲရော်သည်ကို အစိမ့်လက်ခွဲကြွေးခြင်းခံရသူဤ မအီမတာမှုမျိုးလားကျွန်တော်မသိပါဒီတော့ညို့ရွယ်ချက်ကဘာလဲအခုချိန်ကြမှာဘာလို့ဒီစကားပြောရတာလဲညို့ရယ်စိမ့်နေသောမျက်လုံးများ အသက်ဝင်လာလေသည်အတန်တိုးတိုးဖြင့်ဖြည်သည်ညို့တို့အိမ်တော်တွေတွေဖြစ်ခဲ့ကြတာအောင်တိစေခြင်းနဲ့အမှန်တိပြီးမှလဲညို့ဆက်လျှောက်ခြင်းနဲ့ညို့တို့နောက်ဆုံးလမ်းခွဲကြတယ်ဆိုတဲ့အဖြစ်ကိုရှင်းရှင်းလင်းလင်းသိပြီး ရှေ့မှာဆက်ပြီးရက်တီကြရမယ့်အခါမမမမရက်တီခြင်းနဲ့အောင်ရှင်းရှင်းပြောပါညို့ရဲ့ညို့ကိုအပြိုစင်ဖြစ်နေကိုတို့လမ်းခွဲခဲ့ကြတယ်ကိုတို့စိတ်တွေအညိုတေးမရှိရဲ့ဇက်လန်းလို့ကို့ဘက်ကအပြက်ပြောစေခြင်းနဲ့အပြက်ရက်ပြီးနေပါဒီလိုမဟုတ်လားညို့ခေါင်းညိတ်လေသည်အเจ้าတွေကရှိပေလိမ့်မည်အခုရှုံမှနောင်ရှင်းဆိုသလိုနှစ်ကိုယ်ကြားပွင့်လင်းသောအသည့်ဖြင့်စိတ်ရှင်းရှင်းဖြင့် လမ်းခွဲခဲ့ရမှုကို ပိုနေမြဲကြားနေမြဲဖြစ်လိုက်ခြင်းမုံရသည် ကိုလမ်းကို လိပ်ပြာတန့်စွာရှောက်ခြင်းသည်ဟုအဓိပ္ပာယ်ရသည်ဒီလိုပါအောင် ပြောဖို့ပြောပြဖို့တင့်လားမတင့်လားညိုစဉ်းစားခဲ့ပါတယ်ပြောလိုက်တာကမပြောပဲတစ်ဖက်ကတစ်ခုခုနဲ့တည်သွားတဲ့အခါခွင့်မလွတ်နိုင်လောက်အောင် ဖြစ်သွားနိုင်နေဆိုတဲ့အတွေးကိုကြော်ပြီးပြောပြအောင်ပြောမှဖြစ်မယ်ဆိုပြီးအယိုးတိုက်ပါအောင်တည်စေခြင်းရောတတ်တတ်ပါ ဒီအပြင်တွေးမိတာမရှိတော့ဘူးလားညို။ကျမတို့လမ်းခွဲခဲ့ကြတာမှန်ခဲ့ရဲ့လားအောင်။မှန်ရဲ့လားဆိုတော့မိကုန်းကိုကျွန်တော်လည်းမကြာခဏပင် မေးပြခဲ့သည်။သူမကလမ်းခွဲစကားပြောခဲ့လို့ကြံရစ်ခဲ့ရတာမှန်ရဲ့လား။ငြိမ်သက်စွာခွန်းတုံမပြန်မဲလက်ခံခဲ့တာမှန်ရဲ့လား။ငါးနှစ်လုံးလုံးတိမ်ဖုံးသလိုတောင်ကွေးလေးတစ်ခုမှဝစ်နေခဲ့တာမှန်ရဲ့လား။ မမနေဘလို့ဖြေနေကြတလဲလို့ပင် မစင်မစာ အချိန်ကာလများ စီးမျောခံခဲ့တာမှန်ရဲ့လားမိကုံများအားကိုဘာသာကိုမေးပြစ်ခဲ့ပြီး ဖြစ်ပါသည်အိမ်အောင်ပြုတ်ဖို့ချစ်သူထားဖို့တတိမရနိုင်လောက်အောင် ကျွန်တော်ကြောက်ရွံ့ခဲ့ခြင်းမျိုးတော့မဟုတ်တာသိကြပါသည်လက်မထက်မီချစ်သူမိကလေးနှင့်တစ်ဖက်စွန်းအထိရောက်အောင်စိတ်လွတ်ကိုလွတ်ဖြစ်မိသော ကိုကိုကိုကြောက်ရွံ့နေခြင်းတော့ဖြစ်နိုင်ပါသည် ကိုဒီလိုလူသားမျိုးမဟုတ်ပါဘဲရနဲ့ဒီလိုလူသားဖြစ်ခဲ့ရသည်ညိုဤကိုပိုင်ကားနှင့်တိုက်ကြီးဥရိုဘတ်ရှိ ရေဘော်ဟိုတယ်မှညနေပိုင်းအပြန်မော်ဘီနားတွင် ကားပြတ်ခဲ့သည်ကစခဲ့သည် မော်ဘီရှိမိတ်ဆွေကြီးအင်ဂျင်နီယာမှုဦးထွန်းဤစိုက်တွင်းရှိတဲအိမ်လေးစီဦးထွန်းဤကားနှင့်လာခေါ်ခဲ့သည်အတူပါလာခဲ့သောမိတ်ကလေးအဖော်နှုတ်ဦးကမော်ဘီဈေးအတွင်းရှိအသည့်ဆိုင်သို့သွားတွေ့မည် ကားပြင်ပြီးပါက ဝင်ခေါ်ပါဆို၍ထားခဲ့ရသည်အဲ့ဒီတုန်းကကောမှန်ခဲ့ရဲ့လားလို့ပါ မေးသည်ထင်သည် ဖြစ်ချင်တော့ဤဤအင်ဂျင်နီယာမှုဥထွန်းဤစိုက်စတိုမှာအရှိဘက်ရှိအေကန်ဆိုဖာစတီနှင့် TV အောက်ဆက်များရှိပြီးအတွင်းဘက်၌အိတ်ခန်းရှိပြီးအိတ်ခန်းဘေးကက်ရက်ကက်မြောင်လမ်းမှာ နောက်ဖက်မိဘဆောင် ထမင်းစာကန်အိမ်သာဘက်သို့ရောက်လျင်ဆုံးသည် နောက်ဖက်ထွက်ရန်ထွက်ပေါက်မရှိဘဲ ဤဤအထက်လူကြီးမိသားစုသည်ဗျုံငနယ်လမ်းကြုံလို့ဝင်လာကြသည်15မိနစ်ခန့်ကြိုတိလျင်ရှောင်နိုင်သည်စိုက်စတိုဝင်းနေကားဝင်နာမြင်ရခြင်းတွင်မမိတော့ခိတ္တာပဲဆိုပြီးအိတ်ခမ်းနဲ့နှစ်ယောက်သားဝင်ပြီးအတွင်းမှချက်ချပြီးခြံောင်ကိုပါချလျက်နှစ်ယောက်သားရှင်ပြီးအရင်ညိနေလိုက်ကြသည်တစ်ချိန်တစ်ခါမျှဂရင်တစ်ခုပေါ်သို့အခုလိုရှင်ပြီးမအိပ်ဘူး မလဲဘူးဘာပဲလျက်အဖြစ်ပြက်ကဖြစ်ပြက်သွားခဲ့သည်ကြိုတင်ကြံစီခြင်းအလင်းမရှိ ခဏပဲလေးဆိုပြီးခဏလှဲလိုက်ကြခြင်းဖြစ်သည် အမှန်ဆိုရင် သူမကိုတူးရဲထားခဲ့ပြီးကျွန်တော်တယောက်တည်းအပြင်ထွက်ဖို့လုပ်ခဲ့သေးသည်ထိုအချိန်တွင်ဧည့်သည်များ၏အတန်ကို ကြားနေရပြီကျွန်တော်လက်ကိုဆွဲထားသဖြင့်တကားကိုအသာဆိတ်၍ပိတ်လိုက်ဖြစ်ခဲ့ခြင်းဖြစ်သည်မျိုးကတစ်ဖက်သို့စောင်းသွားသဖြင့် နှစ်ယောက်ဧကရင်ရှိပိတ်ချနှောင်းကို ကျွန်တော်ကဆွဲချပြီးအသာပဲနေလိုက်သည်လက်ကိုပတ်၍ပက်လက်တဲ့တဲ့အရင်မျက်စီကိုမှိတ်နေခဲ့ပါသည်ညို့ကိုတိတ်ချတာပဲလားအောင်ညို့ကိုတိတ်ချတာပဲလားအောင်ညို့ကိုတိတ်ချတာပဲလားအောင်ညို့ဤတိုးတိုးလေးမေးသံတစ်ခုက ရှင်းနေ၌ပဲ့တင်ထက်နေခဲ့သည်ကျွန်တော်အဖို့ပြဿနာက မကြီးကျယ်ပါ ျွန်တော်ဘလို့ပင်ဖြစ်စေတာဝန်ယူဖို့စေရောလူရောအသည့်အနေထားဖြစ်ခဲ့ပြီးပါပြီညိုဤသဘောတူညီမှုတစ်ခုသာလိုအပ်နေခြင်းဖြစ်ပါ၏ကျွန်တော်တို့သဘောတူစွာမှားယွင်းမိလိုက်ကြသည်ပြန်လည်ပြုပြင်၍မရတော့ပါ မဟုတ်ဘူးဟု၍ငင်းပယ်၍မရတော့ပါ ကျွန်တော်တို့မှန်ခဲ့တယ်ထင်သလားဟုမေးခွန်းမပေါ်ပေါက်ပါမှားယွင်းငယ်ခြင်းစစ်စစ်ဖြစ်ခဲ့ပါ၏သို့တော့ ဤသို့တော်လဲကျွန်တော်အတွက်ကွက်လက်ဖြစ်ပါသည်ပြန်လဲပြုပြင်၍မရတော့သောနောင်နာလဲဖြစ်ခဲ့ပါသည်ထိုသို့တော်မှာထိုအချင်းဤနောက်ပိုင်း6လအကြာတွင် ဖြစ်ခဲ့ပါသည်ဘလို့နီးနေမြမဖြစ်နိုင်တော့ဘူးဆိုပြီးတော့သာနေခဲ့ပါတော့အောင်နဲ့ရာဇသက်နှစ်တကွာစီရင်ချက်ချခဲ့သည်ကျွန်တော်အားမြည်သည့်စောဒကတက်ခွင့်မြမပြူမေကွန်မေကွင်မပြူထို့ကြောင့်ချစ်ချင်းမြတ်တာဆိုသည် ျော်ရွှင်စရာကောင်းတယ်လို့နာကျင်ကြေကွဲရာချိန်မှာလဲအဆုံးအစာနှမ်းရန်မလွယ်ကူကြောင်းကျွန်တော်သိခဲ့ရသည်မိသားစုလောကရန်အတံမပြူပဲဝင်းရောက်တိုက်ခိုက်ခြင်းကိုပါကြံ့ကြံ့ခံနေခြင်းကာလများတွင်ကျွန်တော်ဤနှလုံးသားများကဘယ်အချိန်ကမာကျောသွားခဲ့သည်ကိုကျွန်တော်ကိုယ်တိုင်ပင်သတိမထားမိခဲ့တာ အမှန်ပင်ဖြစ်ပါ၏အခုလိုအချိန်ကာလချပြီးရင်းနာစရာကိုကြားရပြန်တော့လဲအဟောင်းတွေကချက်ချင်းအစ်စ်ဖြစ်ပြီး နာကျင်ရပြန်သည်အခုပင်တွေးမိပြီအခုပင်နာကျင်ကြေခွဲရသည်ညိုလဲထက်တူထက်မြပင်ဖြစ်ပါလိမ့်မည်ကိုတို့ဒီเจ้าတွေကပြောဖို့လိုလိုလားညိုပြီးခဲ့ပြီလေညိုတို့ရှေ့ဘဝခီးမှာညိုဘက်ကဖြစ်ဖြစ်အောင်ဘက်ကဖြစ်ဖြစ်ဒီကိစ္စမျိုးမရှိခဲ့သလိုနေဖို့အထိလိပ်ပြာတတ်မှုမလိုဘူးလားအောင်ညို့ဖို့အမြဲစိတ်ဆင်းခဲ့ရတဲ့ဖီစီးနေခဲ့တဲ့အတွေးတွေဖြစ်နိုင်ပါတယ် ကာယကရှင်ဖြစ်ခဲ့သောညို့နေဖြင့်ကျွန်တော်အားတစိမ့်ချိုးချိုးခဲ့ရသည်ကတကိစ္စဒီနောက်ပိုင်းမှာသူမနေဖြင့်ဆက်လက်ရှင်သန်ရန်ရှိသောဘဝအခြေများတွင်ကျွန်တော်ကအမြဲတမ်းသဘောကောင်းနိုင်ပါမလားဆိုတာသူမအတွက်အဖြေမရှိသောပဟေလိဖြစ်နိုင်ခဲ့ပါသည်ဒါကြောင့်မင်းအခုလိုရင်ဆိုင်လိုက်ခြင်းဖြစ်ပါလိမ့်မည်ကျွန်တော်ကတော့တစ်ဖက်သက်ရှုံးပေးခဲ့ရသူအဖြစ်ဖြင့်တစ်လျှောက်လုံးမှတ်ယူခဲ့မည်သူ ဖြစ်သွားပါတော့သည် မျိုးဤဖြစ်ပျက်များကိုကျွန်တော်လုံးဝမသိရှိခဲ့တဖက်သက်တွေးနေပင်လွန်ခဲ့သောလပိုင်းများကမရေပြစ်သောကြာပြီဖြစ်သောကြပြားတစ်ပုတ်ကိုမှတ်မဲ့ရရရေးပြစ်ခဲ့ပါသေးသည်ညိုနှစ်တွေ့လိုက်ပြောလိုက်ရတော့ခံစားမှုပြင်းထန်ပြီးကြပြားအပိုင်းအစများကို စိတ်ထဲတွင် ဖြုံးကနေတတိယလာလေသည်ညစ်နက်နက်ထဲမှာမေ့သွားတဲ့အချိန်ခရီးထဲမှာ အဲ့ဒါနေရာတစ်ခုဖြစ်ခဲ့သလားမြင်ပြီးပျောက်သွားတဲ့ရုပ်ပုံတစ်ခုတက်တက်လားတိမှုနဲ့မတိမှုကြားမှာတည်တည်ချာချာရှိနေခဲ့တာတည်တည်ချာချာပါဘာပဲဖြစ်ဖြစ်စွန်ညိုးကြီးပဲကြံခဲ့ရတဲ့ရစ်ဘိန်းတစ်ခုလိုဖြစ်ဖြစ်ဒီလိုအိမ်မက်မျိုးကိုမတ်လို့မဖြစ်တော့ပါဘူးဆိုပြီးဖြစ်ဖြစ်ရေဆက်ကဒီလောက်ပဲထင်မှရဲ့နေဖြစ်ဖြစ်တစ်ခုတည်းပါပဲ။ ဒါကိုသိကြခြင်းနဲ့လေအရှုံးမဲဆိုတာတိတိကြီးနဲ့ရှုံးညင်တာမျိုးပါ ကိုကိုကိုသတိပေးရတော်သည် ကောင်းကလေးမောင်အောင်မိကိစ္စကရှုံးပြီးရင်ထက်ရှုံးရတဲ့အရှုံးမှညီလေးရာ အခုဆိုပိုသေးကြသွားအောင်မင်းချစ်ခဲ့ရပါတယ်ဆိုတဲ့ချစ်သူဟောင်းကကိုတိုင်လာပြီးအတီးပြုတ်နေပြီလေညီလေးရာမင်းဘာလို့နှိုင်းလို့လဲကျွန်တော်ဤနာနီးတို့ကပ်ပြီး ဒုတိယခန္ဓာကိုယ်ဤမတိစိတ်ကအကိုတယောက်ကဲ့သို့ကျွန်တော်အားတွတ်တွပြောနေလေသည်ခက်ခက်ခဲခဲကြာရန်မလွယ်သော မျက်ရည်တို့ကြလာခဲ့ရပြီဒါပဲမဟုတ်လားညို့ကိုဂရိပေးပါတယ်ညို့ပြောခဲ့သလိုမျိုးတည်တည်ချာချာဖြစ်စေရပါမယ်ညို့ရယ်ဖြစ်စေရပါမယ်ဟုတ်ပြီလားကိုပြန်တော့မယ်ရုတ်တရက်မတ်တက်ရပြီးပြောလိုက်သောကျွန်တော်ဤပုံတရံကိုပါဇက်အဟောင်းသားဖြင့်ငေးရင်ညို့စွန့်အနေလေသည် ဒီလိုမျိုးရုတ်တရက်ကြီးနှုတ်ဆက်ထွက်ခွာဖို့ပြောလာလိမ့်မည်ဟုကြိုတင်တွေးမထားတာလဲပါလိမ့်မည်ထင်သည်ကို့ကိုနောက်ထပ်တွေးဖို့မခေါ်ပါနဲ့တော့ညူဒါလေးတခုတော့ညူသဘောတူနိုင်မှာပါညူနဲ့အလန်းဝေးရနေရာမှာပဲရှိနေအောင်ကိုနီနီမဲဆိုတာကိုလည်းညူယုံလိုက်ပါပြောပြီးချိန်တွင် အခန်းမှာထွက်မိအခုတော့ထွက်ပေါက်ရှောတကားကိုဘေးကိုရွှေ့ရွှေထွက်လာခဲ့သည် စိမ်မန်းမင်နီနီရဲရဲတို့လည်းအခုတော့ညိုနှစ်တူကြံရစ်ခဲ့ပြီဖြစ်သည် အတွင်းကြီးဖြစ်ခဲ့ရတဲ့ဆိုရာစာသင်ငန်းများဤပြင်ပ၌ကျွန်တော်ရင့်ကျက်စွာသိရှိနားလည်နိုင်ခဲ့ပြီထင်ပါသည်အတွင်းကြီးဒံယာများနှင့်ရှုံးနေခဲ့ရသူအနေနှင့်ဒီအရှုံးကိုပြန်မဆက်တော့ဘူးဆိုရာရုံမာညိုရဲဟုစိတ်ထဲကအထက်ထက်ပြောနေမိသည်ချစ်ခဲ့ရတဲ့စိတ်တစ်ခုတည်းနဲ့ပဲကိုခွင့်လွတ်ခဲ့ပါတယ် စံဤပင်မထွက်ပေါက်မှပြင်ပသို့ကျွန်တော်ဘလို့ရောက်ခဲ့သည်မသိတော့ပါအပြင်ဘက်လေပူနှင့်နေပူတို့ကိုကျွန်တော်ထိတွေ့လိုက်ရတော့မှကျွန်တော်အပြင်သို့ရောက်ခဲ့ပြီဟုသိလိုက်ရခြင်းဖြစ်ပါသည်ရုပ်ရှင်တေးကဗျာ2012ခုနှစ်နိုဝင်ဘာ